အမြင်လာတာနဲ့အမျှတိုက်ခိုက်ခံရတဲ့ဖွန်ဖေဝင်အားလုံးဒီကြတဲ့အတိုင်းပဲဖွန်ဖေဝင်က GMMTV ရဲ့လူကြိုက်များတဲ့အစုံတွဲလေးတစ်တွဲဖြစ်ပါတယ်။လူကြိုက်များတာအပြင်ရုပ်ရည်အသံတရုပ်ဆောင်ချက်တွေရလဲအမိုက်စားနဲ့ပရိသတ်တွေကိုအမြဲချပြနေတဲ့အတွဲလေးပဲဖြစ်ပါတယ်။အခုလိုအောင်မြင်လာတာနဲ့အမျှ တိုက်ခိုက်ချင်နေကြတဲ့မနာလိုမုံထားနေတဲ့သူတွေကလည်းအများအပြားရှိလာကြပါတယ်။ဒိမ့်မကြခင်က Ace account တစ်ခုကနေပြီးတော့ PhonePe ဝင်ကကွဲပြားရောမဲ့အတွဲလို့ပြောပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ Phone ကပညာသားဖပါပဲ AC ပေါ်အချက်ရဲ့ ဖွန်ဖေဝန်ညမကွဲပါဘူးလို့ထိပ်ပြန်လုံးလိုက်ပါတယ်ဖွန်ကပညာသားပပတုံးပြန်လိုက်ပြီမဲ့လေအဲ့ဒီအကောင့်ပိုင်ရှင်ကမယမနာဆက်လက်တိုက်ခိုက်နေမြဲပါပဲသူအကောင့်မှာတင်ထားတာတွေက people couple funny အတွက်တော်တော်အသေးရစရာစကားလုံးတွေဖြစ်တဲ့သူတို့ကအကွဲတော့မှာ ဖေဝင်းက solo artist ဖက်သွားကြနေတာစသဖြင့်အကြောင်းအရာတွေနဲ့တိုက်ခတ်နေတာဖြစ်ပါတယ်။ဖုန်းကသာ reply လုပ်ပြီးတော့ tweet ပေးမယ်။ဖေဝင်းကတော့မပြောနဲ့မဟုတ်ပဲအလုံးနဲ့တုံ့ပြန်လိုက်တာကိုတွေ့မြင်ကြရပါတယ်။ဘလို့လဲဆိုတော့ NVI Queen ကိုတိုက်ဆိုင်လို့ရောက်လာတယ်လို့ပုံစံမျိုး solo interview တွေမှာစောင့်နေတယ်လို့ပုံမျိုး အမျိုးမျိုးနဲ့ fan တွေကို movement ပေါင်းများစွာရစေပြီးတော့ label ကမစင်းမဲနေနိုင်အောင်လုပ်ပေးတဲ့ fan တန်လေးတစ်ခုဖြစ်လာပါတယ်။သူတို့ရဲ့ပရိသတ် ီကတော့ဖန်ဖေဝန်ကဘယ်တော့မှမကွေးပါဘူးလို့ပြောကြတဲ့အပြင်ဖန်နေမကအိုင်ဒိုရီကပါအချင်းချင်းကယူဆိုင်ပြီးတော့အလုံးတွေရောဘယ်အရာကိုမဆိုအမြဲ support နေကြတဲ့အပြင် ship ကိုလည်း captain အဖြစ်မောင်းနေကြတဲ့အတွေ့အလေးဖြစ်ပါတယ်ဆိုပြီးတော့သိရပါတယ်ရှင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်